င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချာမှုဦးစီးဌာနကနေနိုဝင်ဘာလ29ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာအင်ဒိုနီးရှားနိုင်ငံကုန်းနေမိုင်းဒေသများကိုဖျက်ဆီးခဲ့သောဆိုင်ကလုန်းမော်နိုင်ဆန်ရသည်တောင်ရှိတောင်ဘက်သို့အကွေကရွေ့ရှားခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မလက္ကာရေလက်ကြားတို့သူပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဆူပါဆိုက်ကလုန်းမုန်တိုင်းဆန်ရသည်မြန်မာနိုင်ငံကော့တောင်းမြို့ရဲ့တောင်ဘက်ရေမိုင်း360မိုင်ခန့်မလေးရှားနိုင်ငံပီနန်မြို့ရဲ့အနောက်တောင်ဘက်ရေမိုင်း140မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံကူတာမကွာမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်း90မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံကာနီကိုဘာမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်း460မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟုပ်ပြူနေပါတယ် အဆူပါဆိုက်ကလုံးမုန်တိုင်းဆန်ရသည်နောက်24နှစ်အတွင်းအရှိတောင်ဘက်သို့ရေရှားနိုင်ပြီးမလကရေလက်ကြားတွင်မုန်တိုင်းငယ်ဖြစ်အာရွတ်သွားနိုင်လို့ခန့်မှန်းရပါသည်။ ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့တည်လင်းနေကနိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအာကောင်းသောလေပြင်းအားနှင့်ရေဝန်ဝဲမတ် low pressure area သည်ပုံမူအာကောင်းလာပြီးဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနှင့်ဆက်စပ်လျက်ရှိတဲ့တည်လင်းနေကနိုင်ငံကန်ချီတို့တွင်မုန်တိုင်းငယ် depression ဖြစ်သူရောက်ရှိခဲ့ပါသည်အစူပါမုန်တိုင်းငယ်သည်မြန်မာနိုင်ငံကုကူးချွမြို့၏တောင်အနောက်တောင်ဘက် ရေမိုင်း၈၀၀မိုင်ခန့် ီရီလင်္ကာနိုင်ငံထရီကိုမာလီမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်180မိုင်ခန့်အိန္ဒိယနိုင်ငံဘူဒူချယ်ရီမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်395မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်အစူပါမုန်နိုင်ငယ်သည်မြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းအာကောင်သောမုန်နိုင်ငယ်ဖြစ်ပုံမှုအာကောင်လာနိုင်ပါသည်။အဲဒီမှာတစ်ဆင့်မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးပုံမှုအာကောင်လာနိုင်က အိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့အင်တရာပရာဒိရှ်တောင်ပိုင်းကန်ချီတို့သို့ဥတီရွှေရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်သင့်တက်မတိမ်ထူရနေပြီးကြံမင်္ဂလားပင်လယ်အော်တွင်တိမ်အနေငယ်ဖြစ်ထွန်းနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့တင်းနနာရီတိုင်းဒေသကြီးတွင်နေရာကွက်ကြားမူထီကျုံရွာနိုင်ပါတယ်။ရွာအရနှုံ60ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း အေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တိမ်သင့်တင့်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားသာရပါမယ်။မြမပင်လယ်ပြင်တွင်မုတ်တမခွေ၊မွန်တနင်္လာရီကမ်းရန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပန်ရန်ခါမူတက်လီပြင်များကြောက်ပြီးလှိုင်းကြည့်ပါမယ်။မူတက်လီပြင်ကြားစဉ်ရေပြင်းမြေပြင်လေသည်တနိုင်လင်း35မိုင်အထိတက်ခတ်နိုင်ပါသည်။လိုင်းမြစ်မှာမုတ်တမခွေမွန်တနင်္လာရီကမ်းရန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်ကိုးပြီးမှဆက်တပီးကရှိနေပါသည်။ကြံမြမပင်လယ်ပြင်တွင်လိုင်းတင်တင်ရှိပါမယ်။ လိုင်းမြစ်မှာမြဝကျုံပေါ်ရခိုင်ကမ်းရိုးတခြားနယ်ကမ်းလုံပင်လယ်ပြင်တို့တွင်၅ပြည်မှ9ပြည်ကရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်နေတော်အတွက်ဒီကနေ့ညနေဒီခမန်းချက်ကတော့အများအပြားတာယာပါမယ်။ရန်ကုန်မြို့နယ်နေတော်အတွက်ဒီကနေ့ညနေဒီခမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်ရှင်။